မင်္ဂလာပါရှင်ရှယ်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စားသောက်ကုန်လုပ်ငန်း၄ခုနဲ့ကိုရီးယားကုမ္ပဏီ MOU ရေးထိုးတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တဲ့ကုမ္ပဏီလေးခုနဲ့တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ပုတ်ကုန်သွင်းကုန်ကုမ္ပဏီတခုတို့ကြားကနေဦးအဆင့်နားလည်မှုစာချုပ်လား MOU တဆောင်စီရေးထိုးခဲ့ကြတယ်လို့ဆိုးမျိုးရှိမြန်မာတန်ယုံကသိရပါဗျ။ကိုရီးယားသမ္မတနိုင်ငံဆိုးမျိုးအနီးက ဦးဆန်းမျိုးရှိ Korea International Exhibition Center Kintes မှာနိုဝင်ဘာလ17ရက်ကနေ16ရက်ထိကျင်းပခဲ့တဲ့ ASEAN Trade Fair 2025မှာအဲ့ဒီကုမ္ပဏီနဲ့ MOU ရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီကုန်စည်ပြပွဲမှာမြန်မာနိုင်ငံကိုစားပြုစားသောက်ကုန်ကုမ္ပဏီကိုကူတွားရောက်ပြသခဲ့ရမှာကုမ္ပဏီလေးခုနဲ့နားလည်မှုစာချုပ်လာရေးရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာစားသောက်ကုန်ကုမ္ပဏီတွေဖြစ်တဲ့ Agricultural Resource and Business Center ARPC တို့မဟုတ် Plan B ပြည် မြန်မာပြည်သားအိမ်ချက်စားတောက်ကုန်လုပ်ငန်းတရဝန်ရွှေကုမ္ပဏီရာသာတော်ဝင် ကုမ္ပဏီတို့နဲ့ကိုရီးယားထုတ်ကုန်တွေကိုမြန်မာမှာဖြန့်ပြီးရောင်းချနေတဲ့ Area Korea Company Limited တို့နားလည်မှုစာချုပ်လာရေးထုတ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။